မင်္ဂလာပါဒီနေ့မှာတော့လှိုင်မြို့နယ်မဲစီကုန်းလမ်းနယ်လမ်60ထောင်းမှာရှိတဲ့တကယ်လို့ကိုကဖြတ်သွားမိရင်တောင်မှပဲဘယ်သူမှသတိထားမိမှာမဟုတ်တဲ့ hidden treasure ဖြစ်တဲ့အိမ်ကြီးရဲ့အဆိုင်လေးခေါ်သွားပေးမှာဖြစ်ပါတယ်။အဲမနေ့ကပေါ့နော်ဒီတိုင်းပဲဖြတ်သွားရင်လည်းကြီးကြီးမြင့်လိုက်တာအရန်ကူမှာခိုစီလေးဖြစ်တယ်ပြီးတော့တိရိပ်ဝါရိပ်ကလေးတွေနဲ့အရန်လည်းအေးအေးဆေးဆေးတငယ်ချင်းတွေလည်းချီးလို့ရတယ်။ပြီးတော့ရရှိနိုင်တဲ့ menu တွေကလည်းအရန်များရလို့ပြောရဲပေါ့နော်ပြီးတော့ဈေးလည်းတက်တာတဲ့။အဲ့တော့ဒီနေ့ Amrel တို့သွားပြီးတော့ဘိုင်စားလို့ရနိုင်တဲ့ဘလိုဖိုင်မျိုးရှိလဲသွားကြည့်လိုက်ကြရအောင်ပါ အဲ့တော့ဒီအိမ်ကြီးပေါ့နော်သူကနာမည်မရှိဘူးလို့တော့ပြောတယ်အဲ့တော့အိမ်ကြီးဆိုင်လေးထဲမှာဆိုလို့ရှိရင်ချပေးထားတဲ့ခုံလေးတွေရောပြီးသွားတဲ့ခါကျရင်တစ်ပင်ပန်းမှန်အရေးကလေးတွေနဲ့ရောအေးအေးချမ်းချမ်းလေးနဲ့ decoration လေးကလည်း colony kit ကအိမ်အဟောင်းလေးပုံစံမျိုးလေးပေါ့နော်အဲ့တော့ photo spot လေးတွေလည်းရရတယ်အစားအသောက်ကလေးတွေကလည်းကောင်းမယ်လို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ umbrella ဒီအကြောင်းကိုတစ်တစ်ချာချာနှက်နှက်ဆက်ဆက်ဘယ်လိုမျိုးရှိလဲဆိုတာကြည့်လိုက်ကြရအောင်နော်ဟုတ်ဟာဘာများသုံးဆောင်မလဲမသိဘူးအော် menu card လေးတွေဟုတ်ဒါအေး အေးလေအစုံရရပဲနော်မအတီးအစစ်အဖြိုကြီးလာဒီအောက်ကဟာဘယ်လောက်လဲမအတီးအစစ်ဖြိုကြီးရအာ2500ရှိရယ်3000ရှိရယ်2500ရှိရယ်3000ရှိရယ်နော်အဲ့တော့ strawberry color ဆိုတော့ strawberry ဖြိုရင်လေးတစ်ခွက်ပါနော်ဟုတ်ပြီပြီးတော့အစားစာရလည်းအများကြီးပဲဒါအတုတ်တွေအတုတ်တွေအဲ့ဒါတွေအတုတ်တွေအတုတ်တွေလက်ဖတ်တော့အဲချင်းတုတ်လျှောက်ပြီးတော့အကုန်ရတာပဲရတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ပဲဆောင်ကားတည်တော့ တယ်ပဲဆောင်ကားလေးတော့ပဲဆောင်ကားလေးတော့ဟုတ်ရခိုင်တုတ်လေးပေါ့အော်ရခိုင်တုတ်လေးလားချင်းကန်ဆက်လေးပေါ့ကျွတ်ကျွတ်လေးလားကျွတ်ကျွတ်လေးပေါ့အစိမ့်တုတ်တာလားအစိမ့်မဟုတ်သူ့ကိုပြုတ်ပြီးတာအော်ဟုတ်ကဲ့အဲ့ဆိုရင်ထူးထူးဆန်းဆန်းလေးဆိုတော့ပဲဆောင်ကားလေးတော့ဟုတ်တစ်ခုစားကြည့်လိုက်မယ်ပေါ့နော် ပြီးရင်ဆေးဘဲဥတုတ်ရှိလားရှိတယ်ဆေးဘဲဥတုတ်လည်းရတယ်အဲ့ဒါဆေးဘဲဥတုတ်တပွဲဘယ်လောက်တည်လဲအမဆေးနှုတ်နေရအောင်အာဆေးဘဲဥတုတ်က2500ဟုတ်ကဲ့ဘယ်ဆောင်ကားဒီတော့က2000เนาะခမင်းဖြူတပွဲပဲဟုတ်ခမင်းဖြူတပွဲရေဒီဘက်မှာအထောင်းနေရာလည်းရှိသေးရေဘွက်မူလုံးတောင်းနဲ့အမူအမူထောင်းတင်မော်ဒီတောင်းမမားတောင်းအဲအဲ့ဒီတော့အထောင်းနဲ့ကအမူတောင်းလေးတပွဲပြပါနော်ရမယ်เนาะဟုတ်ကဲ့ပါရှင့်ကျေးဇူးတင်ပါတယ် ကျေးဇူးပါဟုတ်လေနည်းနည်းလေးရှောင်ပေးပါနော်အော်ဆက်ဆောင်မပါဘူးဟုတ်ကဲ့ဟုတ်နည်းနည်းမပါဘူးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်အထောင်းတွေရောအတုပ်တွေရောပြီးသွားတဲ့ခါကျရှင်အတီးဖြော်ရည်တွေရောမှားထားရယ်ပေါ့နော်အရသာတွေဘယ်လိုရှိမလဲဆိုတာအရင်သိရှင်နေပါပြီအဲ့တော့အမရယ်နဲ့တူတူစောင့်ကြည့်လိုက်ကြရအောင်နော် ကဲရောက်လာပါပြီအကုန်လုံးဒါပါပြီဒါပဲသောငါးတိတော့ပါအများကြီးပဲပို့ရှင်ရဟာသမင်းဖြူပေးပါဟုတ်ကဲ့ပါရှင်ဒါဆေးပဲဦးတော့နော်ဆေးပဲဦးတော့ဟုတ်တယ်ဒါစတော်ဘယ်ဒီလေးပေါ့ဟုတ်ကဲ့ပါဘာကြံသေးလဲမသိဘူးအထောင်းတွေဟောအထောင်းကြံနေရနော်ဟာတော့အမိုထောင်းအမိုထောင်းလေးဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်စားလိုက်ဝင်ဟုတ်ကဲ့ပါ အေးလေးကတော့လေမင်းအချိုးဘတ်တော်သွားတယ်ဟွန်းအမရန်ကအဲ့လိုမျိုးပေါ့နော်ဖြော်ရည်တွေပါရေဆိုလို့ရှိရင်တော့အဲ့လိုချင်းချင်းလေးတွေကြိုက်တဲ့နေရာမှာပါတယ်ဒါပေမဲ့ဒီဟာကစတော်ဘေးဖြော်ရည်ဆိုပေမဲ့အချိုးဘတ်ကလေးသွားထားရယ်ပေါ့နော်အဲ့ဒီတော့အမရန်ကြိုက်လေးတော့မဟုတ်ဘူးဒါပေမဲ့တောက်လို့တော့ကောင်းပါတယ်အချိုးကြိုက်တဲ့တွေဆိုရင်ကြိုက်မှာပေါ့နော်ဒီထဲမှာလည်းနည်းနည်းထူးထူးခြားခြားနေတယ်ပေါ့နော်အမရန်တစ်ခါမှလည်းမမြင်ကြည့်ဘူးတဲ့ပဲဆောင်ငါးသီးတုပ်ကလေးအရင်ဆုံးမြင်ကြည့်လိုက်ပါမယ် ဘဲဆောင်ကားသေးလေးကျွတ်ကျွတ်လေးတုတ်ထားတယ်နေတော့စိမ့်စိမ့်လေးဖြစ်နေရပေါ့နော်စားကြည့်လိုက်ပါမယ်ဟင်းရခိုင်တုတ်တုတ်ထားပါပဲဟင်းအမေဒီလိုမျိုးအထောင်းလေးဆိုလို့ရှိရင်ဗမာတုတ်ပေါ့နော်ပဲမုံလေးနဲ့စီစီလေးအဲ့လိုတုတ်ထားမယ်လို့ထင်ခဲ့ရပါဘောနော်သူက ငဖိုင်းတုတ်လေးတုတ်ထားတာပေါ့နော်ငပိနံလေးလည်းပါတယ်ပြီးတော့ငငံလေးနဲ့တမယာတိနံလေးဆိုလည်းထောင်းရံပဲပေါ့နော်အဲ့တော့ရခိုင်တုတ်ကြိုက်တဲ့သူတွေဆိုရင်တော့တော်တော်ကြိုက်မှာဈေးနှုန်းကလည်း2000ပဲရှိရဲဆိုတော့စားပြော်ရဲပါတယ်အဲ့တော့ဒုတိယအနေနဲ့ average all time favorite လေးဖြစ်တဲ့ဆေးဘဲဥတုတ်လေးစားကြည့်မှာဖြစ်ပါတယ်ဆေးဘဲဥကတော့ဘယ်ဆိုင်ရောက်ရောက်ဘယ်နေရာရောက်ဘယ်ဒေသရောက် average အများစားနေကြဆိုတော့ဒီဆိုင်မှာလည်းဘယ်လိုရတာရှိမလဲပေါ့နော်ခိုင်းကြည့်လိုက်ကြရအောင်မှာအမဒီမှာလေးဆေးဘဲဥတွေအများကြီးပဲ Thank you. ပုံမှန်သိရမလားကျိုးဆိုင်နေမှာဆိုလို့ရှိရင်ဆေးဘဲဥတုတ်တာပြောရခရမ်းညီနေတုံနေတူရလေဒီမှာကျဆေးဘဲဥတော်များများထည့်ပြီးထားတော့တွေ့ရရပေါ့နော်ဈေးကလည်း2500ဆိုတော့တန်နေအရသာတော့ဘလို့ရှိမလဲကြည့်လိုက်ကြရအောင်ဖတ်ချက်ပေါင်းอืมอืมนี่ก็ตัวกลางเลยอืม ရှေးဘက်ဦးတော့ကတော့ဆဆလိုက်ထဲရလေအမရက်ကြိုက်လို့ပြောပြောလို့ရတယ်ဟုတ်လဲဆိုတော့လုံးဝကိုစစ်စစ်ပိုင်ပိုင်လေးနဲ့တုတ်ထားပါလို့ဒါတော့မြန်မာတုတ်ကလေးပါဒါတော့ရဟိုင်းတော့မဟုတ်ဘူးပေါ့နော်ရဟိုင်းတော့ဆိုလေလိုက်မြဲတော့မထင်ဘူးမြန်မာတုတ်ကလေးတုတ်ထားတာပဲမှုစစ်စစ်လေးနဲ့ပြောလို့ရှိရင်ဆေးဘက်ဦးဆိုလို့ရှိရင်စိတ်စိတ်လေးနဲ့ပေါ့နော်ပြီးတော့ဒီမှာထည့်ပေးထားတဲ့ကျက်သွန်အဖြူကြော်လေးလို့ခေါ်ရမလားအဲ့ဒါလေးရလေလေဖားလိုက်လို့ရှိရင်ပါးစပ်ထဲမှာမှုတ်တက်လာတာပေါ့နော်အဲ့ဒါလေးကတော်တော်မိုက်တယ်ကျောဆိုင်နေဆိုလို့ရှိရင် ဒီကျက်သွင်းပြီလို့ဆိုလို့ရှိရင်အစိမ့်ထည့်ပေးရညားရပေါ့နော်ဒီမှာကျအဲ့လိုမစီကြက်ကလေးထည့်ပေးထားတဲ့ခါကျတော့စားပြီးမှလည်းပဇက်နံမှာမပူရတော့ဘူးအမေကတော့ဒီဟာလေးတော်တော်လေးကြိုက်ပါတယ်ပမာလုံးနဲ့တော့ကြိုက်နေပြီနဲ့ထပ်စားလိုက်အောင်မထူးကြကြအထောင်းလေးတစ်ဝဲမှာထားရပေါ့နော်အဲ့တော့ဒီအထောင်းလေးကိုစားကြည့်လိုက်ပါမယ် ဒီမှာပေါ့နော်ဆဆချီတွေကထူးဆန်းတာလေးတခုတော့တွေ့ရယ်တာမန်ဆိုလို့ရှိရင်ပေါ့နော်ခေါ်ပြီးတွေပါခေါ်ပြီးတွေပြီးသွားတဲ့ခါကျလို့ရှိရင်ပဲသည်လားပဲတောင်ရှည်သည်တွေကိုဆိုလို့ရှိရင်သူကအစိမ့်ထည့်ပြီးထောင်းပြရမြရယ်ပေါ့နော်ဒါမဲ့ဒီမှာတော့အကုန်လုံးကိုပြုတ်ထားပြီးသားအနေသားအနေသားလေးတွေတော့တွေ့ရပါတယ်အဲ့တော့ဆချီလိုက်မယ်နော်ဘလို့ရတာရှိမလဲဆိုတာအကုန်လုံးမျက်မျက်တက်တာလေးဆချီလိုက်ပါမယ်အမှုလေးတွေကတော့အများကြီးထည့်ပြီးထားပိုးရှင်ရလည်းတော်တော်များရယ်လည်းပါရယ်ပေါ့နော်ကဲဆချပါဦးอืม personal အရတော့ Amre ကပေါ့နော်음ဒီအထောင်း၃ခုထဲမှာဆိုလို့ရှိရင်ဒီ၃ခုထဲမှာဆိုလို့ရှိရင် Amre ကဒီစေဘုတ်တုံလေးကိုတော့အကြိုက်ဆုံးပါပြီးွားတဲ့ခါကျလို့ရှိရင်တော့ဒီဟာလေးကိုလည်း Amre ကပေါ့နော်ရခိုင်အတုပ်လေးတွေပေါ့နော်ကြိုက်တဲ့သူတွေတော့ recommend ပေးတယ် Amre လည်းနည်းနည်းတော့အဆင်ပြေခဲ့တယ်ထဲပါပါဒါပေမဲ့ဒီဟာကတော့ Amre personally ရတိုက်တော့သဘောမကျမိဘူးပေါ့နော်အရသာလေးဘာလို့လဲဆိုတော့ Amre ကအထောင်းဆိုလို့ရှိရင်ချင်းချင်းဆက်ဆက်လေးစားတာကြိုက်တယ်ပေါ့နော်ဒီမှာကျအချိုးတလေးနည်းနည်းကဲဆိုခံစားရပါတယ်အဲ့တော့ ဒါပေမဲ့ပိုးရှင်းလည်းများတယ်ပြီးတော့ပေါင်ပစ္စည်းလေးတွေလည်းစုံတယ်မြေပဲလေးဆိုလို့ရှိရင်အပေါ်မှာဖြူပစ်တာအများကြီးပဲပေါ့နော်အဲ့တော့ကဲလို့အထောင်းချိုချိုလေးတွေအဲ့လိုမျိုးကြိုက်တယ်ပြီးတော့လို့ရှိရင်ဒီ budget ဖြစ်တာလည်းသဘောကျတယ်ဆိုတော့ဟိုမှာဂျုံသမားလေးတွေအကြောင်းသမားလေးတွေဆိုလို့ရှိရင်လည်းဒီဆိုင်မှာလာစားဖို့ recommend ပေးပါတယ်အရင်ဆုံးညီမတို့ကဖျက်လျှောက်ဖျက်သွားရင်တောင်မှဒီမှာဆိုင်လေးရှိရဲဆိုတာမသိဘူးအဲ့တော့အခုကတော့ဒါအိနီဆိုင်လေးပေါ့နော်အဲ့တော့ဒီဆိုင်လေးကထူးလဲထူးခြားတယ်ဘယ်လိုမျိုးဖြစ်လာလဲဆိုတာလေးလည်းဆက်လာပြောပြပေးပါအောင်ရှင့်အဲ့ဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ဟိုဒီ ကိုဗစ်မတိုင်ခင်ကပေါ့ငါအဲ့ဒီကဖွင့်တာဟုတ်ဆိုရင်9နှစ်လောက်ရှိပြီ9နှစ်လောက်9နှစ်လောက်ရှိပြီ9နှစ်လောက်ရှိပြီအမှန်တကယ်တော့ဟိုဒါကဟိုပြောမယ်ဆိုရင်ဝါသနာအရာလေးပေါ့နော်အမကအဲ့လိုမျိုးအချက်ပြုတ်လေးဝါသနာပါတယ်နောက်ခါကျတော့အဲ့လိုအတုပ်လေးဘာလေးဝါသနာပါတယ်အဲ့လိုဝါသနာပါတယ်အမအိမ်မှာနေနေပဲအော်ကိုနေအိမ်မှာနေနေပဲဆိုပြီးတော့ဟို ဖွင့်လိုက်မယ်ပေါ့နော်ဆိုအဲ့လိုရွယ်တယ်အဲ့လိုမျိုးမျိုးဖွင့်ပြသွားတာပေါ့ညီမလေးအင်းဆိုင်လေးပေါ့အင်းပေါ့အင်းပေါ့အဲ့လိုမျိုးလေးပေါ့ဖွင့်ပြသွားတာအဲ့ဆိုဒီဆိုင်မှာရောပေါ့နော်အမကကုညီပင်းနေတူပြီးခနေရောက်လောက်ရှိရှိတယ်သမီးလေးနှစ်ယောက်ရှိတယ်သမီးလေးနှစ်ယောက်အမကသမီးလေးနှစ်ယောက်ရှိတယ်အဲသမီးလေးတွေအဲဟိုပါအကြီးမလေးကတော့ပြင်နိုင်ပေါ့ငယ်လေးကတော့ဟိုတန်တန်းပြန်လာရင်ဝိုင်းကူတယ်အဲကုညီပေးတာပေါ့အဲ့လိုပုံစံမျိုးပေါ့အဲ့ဒါမဲ့အမျိုးအမျိုးသားလေးကူတယ်အမျိုးသားလေးကူတယ်ဆိုတော့အမျိုးသားကတော့သူကအရန်တန်ရှင်းကြီးကြိုက်တယ်အမကအပင်ဆိုင်တာဝါသနာပါတယ်ဆိုတော့သူက သူကလည်းအလိုအမအပင်ဆိုင်ထားရင်အပင်လေးတွေကိုသူကပြုလုပေးတယ်ပြီးရင်တန်ရှင်းတွေလုပေးတယ်သူကအဲ့လိုဆန်လမ်းမှာအမိုက်ကြနေတာမျိုးတို့အဲ့လိုမျိုးတွေကိုသူမကြိုက်ဘူးမကြိုက်တဲ့ခါကျသူကအမြဲတမ်းအဲ့လိုတန်ရှင်းပိုင်းနဲ့ပတ်သက်လို့လို့ကတော့သူပဲထိုင်ထိုင်လုပေးတာသူကတော့တာဝန်ယူထားတာတာဝန်ယူထားတာအဲ့လိုမျိုးလုပေးတာအဲ့လိုမျိုးလေအဲ့တော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘလိုပဲဖြစ်ဖြစ်ခွက်ထားတဲ့နေရာလေးလို့ဖြစ်နေပေမဲ့လေပေါ့နော်လူတွေကအမြဲတမ်းတိနေရတဲ့တိနေရပေါ့နော်လူတွေလည်းခုနကလေလူငယ်လေးအများကြီးလာတွေ့ရဆိုအဲ့ဒီလိုဝက်ချက်ကတော့ဘာလို့ထင်လဲ အဲမှာရှိနေတာကဘာလို့အများကြီးလာတဲ့လိုပဲချက်ပေါ့အအဓိကကတော့ဘောနော်ဟိုတဘာဝတိရိပ်လေးတွေရှိတယ်ကွာနောက်တစ်ခါကျတော့အစားတောက်အနေနဲ့ကတော့အမကဟိုဘယ်လိုပြောမလဲဟိုအပြင်ဆိုင်ကြီးတွေလိုမျိုးအများကြီးမဟုတ်ဘဲနဲ့ဟိုចောင်းသားတွေစားနိုင်လောက်တဲ့အနေထားမျိုးလေးတွေပေါ့နော်ဈေးသတာလေးနဲ့အရသာလည်းကောင်းရမယ်အာသူ့ဈေးလေးနဲ့သူတန်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့အမရောင်းတယ်နောက်တစ်ခါကျတော့ ဟိုဘယ်လိုပြောမလဲဟိုចောင်းသားလေးတွေဆိုတဲ့ခါကြတော့ကွာဟိုဒီကကြီးနှမလူတွေကကြက်တဲကြတယ်လေမိမားတွေအနေနဲ့လည်းပြန်ကြည့်တဲ့ခါကြရင်သူတို့ရင်တွေ့ကိုလည်းဟိုဟိုသူတို့ပေးတဲ့ပုံဘိုးနဲ့စားလို့အဆင်ပြေအောင်ပေါ့အဓိကအေးတစ်ခွက်ဆိုလို့ရှိရင်ဥမာအခုဒါခုနောက်ပိုင်းလေးမှာတိတ်နေနေဈေးတက်သွားတာအရင်တော့ဆို900လောက်ပဲရောင်းတာအော်800 800အဲ့လိုမျိုးလေးတွေပေါ့နော်အခုလည်းမများပါဘူးတစ်ထောင်ပဲတစ်ထောင်ပဲအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဒါနဲ့ညီမတို့ခုကြားမိတယ်ဒီဆိုင်မှာလုံးဝစိတ်လိမရအောင်ဆိုအော်ဟုတ်တယ်ဟုတ်တယ်စိတ်လိမရအောင် မရောတာအမဆိုင်ဆဖွင့်နေကွာမရောတာဟုတ်ကဲ့အာဟိုများသောအားဖြင့်အကြောင်းသားတွေလာတာများတယ်အကြောင်းသားတွေလူငယ်ပိုင်းလေးတွေလာတာများတယ်အာသူတို့ကကိုဆိုင်ဖွင့်နေဆိုတဲ့ကွာသူကဝင်လာကြတယ်ပြီးတော့ဆက်လိသူတို့သူတို့ကသူတို့ဝယ်ကြအောင်နော်တောက်လာကြတယ်ဒါပေမဲ့သူတို့ကအမကိုတင်မာတင်မာပေါ့နော်အဲ့လိုပဲပေါ့ကိုကကြည့်ကြတော့ကို့မှလည်းသာသမီရှိတဲ့ခါကျတော့လေဟိုသာသမီကြီးဟိုမိဘနေရာနေခန်းစားပြီးတော့ကိုကဒီရွယ်ကဆက်လိတောက်မှရွယ်မဟုတ်ဘူးလေကွာဟောတဲ့ခါကျတော့အမမရောအဲ့ဒါရာပြောတယ် အင်းနဲ့အော်အဲ့အန်ဒီအမရောင်းပါလားဗောဟာအဲ့လိုပြောပြောအားနဲ့အမျိုးသားကိုလည်းအမျိုးသားလည်းမရောင်းချင်ဟုတ်တယ်ဒါတို့တော့မရောင်းချင်ဘူးလို့ဘာဖြစ်လဲဆိုတော့လို့ငါတို့ကလို့သူတို့ဒါအားပေးလို့မဖြစ်ဘူးဒါအားပေးတဲ့အရာမဟုတ်ဘူးလို့အဲ့ဒီအကြောင်းဝင်လို့လို့သူတို့အပြင်ကဝယ်လာပြီးတောက်ရင်ထားလိုက်ပေါ့လက်မခံသူတို့တားလို့မရဘူးလေအဲ့တော့ကိုကကိုဘက်ကကိုရဲ့အခွင့်အရေးကကိုဒီဘုံမှာမတင်ဘူးကိုဆံကလုံးဝမတင်ဘူးဟုတ်ကဲ့အာမပေးဘူးအဲအဲ့တော့ရန်လေးချိန်ကြီးရောင်းဝယ်ဆိုရင်တနေ့ကိုတထောင်ဝယ်တော့ကုန်တယ် ောက်ခဲ့တာပေါ့ secret ကိုတလောက်တံခွဲလောက်ကိုကုန်တာဒါပေမဲ့ကိုကလုံးဝမရအောင်လုံးဝမရအောင်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ရောတနေ့တနေ့ကိုလာပြီးတော့စားတော့သူဘယ်ရောက်လောက်ရှိလဲရှင်အမ ရှိတယ်သူပုံမှန်ပြမအမတော်ကသူကဟိုအေးကိုအဓိကထားပြီးရောင်းတာကိုအေးပိုင်းလေးလူငယ်လေးတွေစားမယ်အေးပိုင်းလေးတွေတော့သမင်းတုပ်သမင်းတုပ်တစ်ဖက်သမင်းအဲ့လိုမျိုးလေးဆိုရင်ကွာဟိုကလေးတွေကြောင်းသွားရင်လည်းသမင်းချမ်းမှာပါတဲ့ကလေးတွေဥမာနေဘွက်ကြောင်းတွေလည်းရှိတာကိုနေဘွက်ကြောင်းတွေလည်းရှိတဲ့ခါကျတော့မနမိုင်းအစောသမင်းချမ်းဖမီးတဲ့ကလေးအဲ့အမျိုးတွေဝင်စားရတယ်အဲ့လိုမျိုးဆိုတဲ့ခါကျတော့အဲ့လိုမျိုးအတုပ်ပေါ့ပေါ့ပါးပါးလေးတွေပေါ့နော်ဟိုရှိတဲ့ခါကျတော့သူတို့တွေကများသောအားဖြင့်ကလေးတွေလာတယ်အမ်ပြောမယ်ဆိုရင်တော့ဟို ဒီ channel ညာတွေတွေကဒီဟိုဒီ sound sound အကုန်လွေးအကူအဲ့လိုကာလာကတော့တော်တော်များများရောင်းရတယ်တော်တော်များများရောင်းရတယ်အဲ့လိုပုံစံမျိုး အခုဆိုလို့ရှိရင်လေကုန်စည်နှုန်းတွေကမြင့်တက်လာပြီပေါ့နော်အဲ့ဒီထဲမှာလည်းညီမတို့ဒီစားသုံးစားတောက်တဲ့စားသုံးကုန်တွေကလည်းပို့ပြီးတော့တိုးတက်လာတာမျိုးတွေ့ရတယ်စီးရတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအမရဲ့ဆိုင်ရဲ့ဒီပြောင်းလဲချက်လေးတွေရောရှိလားကွာချချက်သွားလေးရှိရှိရရှိတယ်အော်ပြောမယ်ဆိုရင်တော့ဟိုကနော်ဒီလိုမျိုးအနေထားနဲ့ကြောင့်ရောင်းကြတာတွေရောရှိတာပေါ့နော်ရောင်းကြတာပေါ့နော်အဲ့ဒီခါကျတော့အမကမလုပ်လဲဆိုတော့စားနိုင်လောက်ပဲအနေထားမျိုးပဲအမရောင်းတယ်ဟုတ်ကဲ့အမရောင်းတယ်ဘာလို့ဆိုတော့အရင်လဲဟိုကိုချင်းစားတယ်လေကိုကိုတိုင်လဲ ကိုယ်တိုင်ဈေးဝယ်ကိုယ်တိုင်ချက်ပြုတ်နေရတဲ့လူတယောက်ဖြစ်တာဖြစ်တဲ့အတွက်ကုန်စင်းလုံးကြီးလာလေလေအင်ရှင်မတွေတွေအရန်ခက်ခဲဖြစ်လေပဲအဲစိတ်ပူပန်ရလေပဲအဲ့ဒီခါကျတော့သူတို့လည်းဥမာကမီးပြက်တယ်အခုလိုမီးပြက်ကားရလေမှာဆိုရင်မီးပြက်ရင်ဟိုဒီမှာထမင်းစုပ်တစ်ပွဲစားလိုက်တာလည်းတယ်သူတို့အဆင်ပြေသွားမယ်အဲဘိုင်းဝမ်းဝမ်းမယ်အဲ့ဟာတင်းတင်းလျှောက်ပတ်တဲ့ငွေကြီးလေးပေါ့နော်အဲ့လိုတိုင်းလာမျိုးလေးလည်းဖြစ်စေချင်တာအဲအဲ့လိုမျိုးလေးပေါ့အားကြောင့်လို့ထမင်းနဲ့ပတ်သက်လို့ရှင်တော့အမလက်ဖက်ထမင်းတို့ဟိုကြီးထမင်းနဲ့တို့ချမောင်ထမင်းနဲ့တို့ထမင်းတော့တို့အဲဥမာဟို ဆိုလိုတော့ကပါလဲဥမာဟိုလက်ဖက်သုံးတဲ့ထမင်းနဲ့စားမယ်ကွာထမင်းဖြူလေးတစ်ပွဲနဲ့စားမယ်အဲ့ဒါဆိုလည်းအဆင်ပြေတယ်ကွာအဲအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုဂျင်းသုံးလေးနဲ့စားမယ်ကွာအမြင့်ခွားရဲ့သုံးလေးနဲ့စားမလားအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးဒီနေရာလေးမှာဖွင့်ထားတာအလဲရောက်ပေါ့နော်ဒီအိမ်ကလည်းဘယ်လိုလဲလူတိများရယ်လေအဲ့တော့ဒီနောက်မှာခလေးတွေဘယ်လိုမျိုးလေးတွေလောက်ကြလဲဥပမာမွေးနေ့ပွဲလေးတွေလောက်ကြလားဒါမှမဟုတ်ဓပုံတွေပါတွေရိုက်ကြတာဟာဓပုံရိုက်တယ်သူတို့ကဒီကာလောင်အရန်ကြိုက်တာဒီကာလောင်ဒီကာလောင်အရန်ကြိုက်တယ်နောက်တော့အမားက ပင်ဆိုင်တာဝန္ဒနာဖြစ်တဲ့အတွက်အရှိမပန်းညာလေးလိုဟာမျိုးလေးရှိတဲ့ခါကျတော့တို့ကအဲ့ဒါမျိုးကိုတို့ကဓာတ်ပုံဆက်ဖီဆွဲတယ်ပြီးလို့ရှိရင်ဟိုဟိုဈေးနှုန်းလည်းသက်သာတာဖြစ်တယ်နောက်တစ်ခါကျတော့တို့အနေနဲ့လည်းဟိုလုံးလုံးလည်း freedom ပေါ့နေလို့ရတာပေါ့နော်တို့တိတ်ဝိုင်းလေးနဲ့အေးအေးလေးနဲ့နေလို့ရတဲ့ခါကျတော့တို့ကအဲ့လိုမွေးနေဝါးလေးလှုပ်ရှင်နေဆိုလို့ရှိရင်လည်းအန်တီတမျိုးတော့နေနေမှာမွေးနေလေချင်ခါကျစိုက်မှာကိတ်ကိတ်ခွဲတယ်အဲအဲ့လိုပဲတို့ကကိတ်တွေခွဲလာတယ်ကိတ်တွေကိုတို့မှားထားတယ်မှားထားဒီမှာပဲအစားတွေစားအစားတွေမှားပြီးတော့တို့ကိတ်ခွဲတယ်အဲအဲ့လိုမျိုးတွေလှုပ်ကြတယ်အဲ့လိုမျိုးတွေပေါ့အမကတော့အခါကျတော့စီစီစဉ်ပေးရအောင်တို့ဘာလို့ပြေးလဲဆိုတော့အဲ့ခါ ါကျရင်အရင်ကလည်းမွန်းတက်ဆောင်အဖြစ်ဥမာဝါတစ်ခုခုပေါ့နော်အရင်အစဉ်ပြေမဲ့အရာလေးတစ်ခုခုကိုသားတို့မွန်းတက်ဆောင်ပြေးဆောင်ပေးတာပေါ့နော်ဒါအရင်ကမွန်းတက်ဆောင်ကျွေးတာပါအဲ့လိုမျိုးပြန်ပြန်လုပ်ပေးတယ်ပျော်ကြတာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးပျော်ကြတာပြီးတော့ဒီမှာဗရောက်ဝင်ဖြစ်တဲ့ခါကျတော့လေဒီဗရောက်ပွင့်တဲ့ခါကျရင်ဒီမြေကြီးအားလာတယ်ဒီမြေကြီးတွေအကုန်လုံးကလေလုံးဝ ဘရာဝမ်ကျွေးသွားပြီဟာလုံးဝမြေကြီးကိုမမြင်ရတာအဲ့လောက်ထိကိုရွက်တွေအပွင့်ဖွက်တွေပွင့်ဖက်တွေကပုံသွားတာလာခဲ့လာခဲ့အမ်အញ្ញမ်းလာတယ်ဟုတ်ကဲ့ပါအားသဘောကြကြလာအဲ့ချိန်ကျရင်အာတက်ဖို့လာတဲ့လူတွေကအများကြီးပဲလူပဲဖြစ်ဘတ်ဂျက်ဆိုင်ကြီးဆိုတဲ့ခါကျတနေ့တောင်ဝင်ဝင်လေးကဘယ်လောက်ရှိလဲဆိုတာသိချင်တယ်ဟုတ်တနေ့တောင်ဝင်ဝင်လေးကတော့မြန်မာလေးရဲ့ဘယ်လိုပြောမလဲအဲအမားကဥမာအနေနဲ့ပြောရမယ်ဆိုရင် every တော့မပြောချင်ဘူးဥမာကတနေ့ထားတော့ကို9000ရောင်း9000ဖို့ရောင်းရတယ်ဆိုလို့ရှိရင်ပေါ့နော်အမအတွက် အာအမြတ်တထောင်လောက်တော့ကျန်တာပေါ့ဒါခါကြရင်တထောင်ခွဲလောက်တော့ကျန်တာပေါ့ဒါလိုအနေထားလောက်နဲ့ပဲသွားလာဘာလို့လဲဆိုတော့ကိုကအများကြီးဟိုဟိုအပွဲတိုင်းမှာအမြတ်တင်ထားတာမဟုတ်ဘူးကျုပ်ဟာကြီးကြတော့လေဟိုပြောမယ်ဆိုလို့ရှင်ဒါကတင်တင်တဲ့နေအာဒါလေးတွေကညှိရညှိပြီးတော့သွားတာညှိပြီးတော့သွားတာအဲကဲများသောအားဖြင့်ကတော့ဥမာ2000ຫນွေပိုင်းဆိုလို့ရှိရင်တော့2000 3000လောက်တော့ရှိတယ်အမြတ်ကတော့အဲအဲ့လို3000လောက်တော့ရှိတယ်လူပဲလဲမူဒီတာပေါ့နော်လူကြားတဲ့ပုံမှာပဲမူဒီတာပေါ့ဒီနေ့တော့အများကြီးကျေးဇူးတင်ပါတယ်ဥမာဟုတ်ကဲ့ပါမားလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ရှင်ဟုတ်ကဲ့ပါနော်ရှင်ပါတယ်လာခဲ့ပါဒီမှာအေးရန်နဲ့တဘာဝအေးကလေးလည်းရှိရယ်အစားအသောက်တွေလည်းဟိုဘယ်ပြောမလဲအားလုံးအဆင်ပြေအောင်ပေါ့နော်စီဇန်အဲ့လိုမျိုးစီဇန်ထားတဲ့အာဟာရမျိုးလေးတွေပေါ့ရှိရယ်တင်းတင်းလျှောက်ပါအောင်စားနိုင်တဲ့အနေထားလေးတွေပေါ့နော်အော်အဓိကအဓိကတော့အမက နံပါတ်1ကအတန်ရှင်းမှုပေါ့အဲတန်ရှင်းမှုကအဓိကနံပါတ်2ကအရသာရှိရမယ်နံပါတ်3ကဆက်ဆံရေးအဲအဲ့ဒါတော့ခံယူထားတယ်ဘလို့ပဲဖြစ်ဖြစ်ဟိုလုပ်ငန်းတည်သေးပြင်မဲ့ဟိုကြီးသွားတဲ့အထီကိုဒါရည်ရွယ်ချက်ပေါ့ပန်းနိုင်ထားလားအဲဒါကြောင့်မလို့လာခဲ့ပါဖော်ရည်ဆိုဖိတ်ခေါ်ပါတယ်ပြီးလို့ရှိရင်အတွဲလေးတွေလည်းအများကြီးလာကြပါတယ်လို့